ိုဝင်းကြီးတစ်ဖက်နဲ့ရှားသမျှလှူပေးနေတဲ့သူမရဲ့စေတနာကံကျိုးပေးကြောင့်စိတ်နှက်တဲ့ရန်လက်ဆောင်ရရှိခဲ့တဲ့ဖက်ဒီမလန်ထန်းလာတာဒါမြင်ရတယ်ကန်ထန်းလာတာမမြင်ရဘူးဆိုတဲ့အတိုင်းဖက်ဒီမဘဝကလည်းကန်တဲ့ချိန်မှာဘာရဲမဟုတ်တင်တမျာတိတုံးနေရောင်ကနမေကြီးလာခဲ့တာဖြစ်ပါတယ်တမျာတိတုံးကိုလက်မလဲအောင်ရောင်ရတဲ့ပုံမှာမနာလိုသူတွေကဆွဲချကြပေမဲ့လေဖက်ဒီမကအပြုံးမပြတ်နဲ့ရှေ့ဆက်ခါနေခဲ့ပါတယ်ငလင်ဘေးတဲ့နေချိန်မှာဖတိမာကတမ္ယာတိတုတ်ပြင်ရောက်ကငလင်ဘေးအတွက်လေပြေဝကိုမလုပေးကြတာဖြစ်ပါတယ် ဖတီမာကကိုဝင်တစ်ဖက်နဲ့မကြခင်မှာကလေးမှုရတော့မှာပါ။ဒါပေမဲ့ဘိုက်ကြီးနေတာကိုမမှုပဲနဲ့ငလင်ဘေးသိတဲ့သူတွေကိုလူတန်းကူညီခြင်းစိတ်သာအများနေကြတာပါ။အကျွေးတွေတင်နေကြတာကလည်းအကုန်လုံးဆက်လိုက်နိုင်ပြီဖြစ်တဲ့အတွက်လက်ရှိမှာဖတီမာကအကျွေးကင်းစင်သွားပါပြီ။ဒါကြောင့်မလို့လေကလေးမှုဖို့ကြွယ်တာဈေးချန်ကဇန်နဝါရီကိုငလင်ဘေးသိတဲ့သူတွေကိုလိုအပ်တာအကုန်လုံးကူညီလူတန်းပေးနေတာဖြစ်ပါရင်ကိုဝင်နေရသမျှကိုလိုက်သူပေးနေတဲ့ဖတီမာကိုပြည်သက်တွေကလည်းချီးကျူးနေကြတာပါ။ ဒါပြင်ပြီးခဲ့တဲ့ရက်ကဖတိမရဲ့ရေရောတဲ့စိတ်ကိုဂေါပြုချင်းမြန်လာသူတွေလည်းရှိလာခဲ့တာပါလိုင်းလီဆင်ရွှေရနာဆိုင်ပန်ရှင်ဇနီးမောင်နှံကနေဖတိမာအတွေ့စေနေကက်တရံကိုလက်ဆောင်ပေးခဲ့တာပါဖတိမာကကျူရီတာပက်လက်ဝိုင်းနေတာဖြစ်တဲ့အတွက်စေနေကက်ဆိုတာလည်းမပန်နိုင်ခဲ့ပါဒါပေမဲ့ခုလက်ရှိမှာဖတိမာကသူ့ရဲ့ကန်ကြိုးပေးကြောင်းချစ်ခင်သူများကစေနေကက်ပါပန်နိုင်တော့မှာပါလိုင်းလီဆင်ရွှေနာဆိုင်ပန်ရှင်တွေကချစ်ခင်တာကြောင့်လေအခုလိုလက်ဆောင်ပေးတာဖြစ်ပါတယ်ဖတိမာတို့ကတော့စေနေကက်ကိုလက်ဆောင်ရလိုက်တဲ့အတွက်ပျော်ရွှင်လို့နေတာပါ ဖတိမချင်းမောင်းတွေကမကြခင်မှာဆိုရင်ကလေးမျိုးရတော့မှာဖြစ်တာမလို့လိုင်းလီဆိုင်ပိုင်ရှင်တွေကကလေးအတွက်လဝက်တာတွေလည်းလူတန်းပေးခဲ့ကြပါသည်ဖတိမကကလေးမျိုးရဲ့ချိန်ဒီကောမှာတက်နိုင်တဲ့များလူတန်းတော့မှာပါအခြားလူရှင်တွေကလည်းဖတိမအတွက်လဝက်တာတွေလည်းစောင့်ပေးကြတာမျိုးတွေရှိပါသည်ဖတိမကအကျိုးတွေသာပက်လက်ဝိုင်းနေတဲ့အတွက်ပတ်စံအုပ်လိုက်ကံကလူတိုင်းနာမျိုးလည်းမလုပ်ခဲ့ဘူးပါဒါပေမဲ့ခုနောက်ပိုင်းမှာတော့သူမကအကျွေးလေးကြွေသွားတဲ့ပြင်ပတ်စံအုပ်လိုက်ကံကလူတန်းနိုင်ခဲ့ပါပြီ ဒါကြောင့်မလို့လေခုလိုလူနဲ့နိုင်တဲ့ဘဝကိုဖက်တီမကပျော်ရွှင်တယ်လို့ခုံလေးရှိပါတယ်။တခါလူပြီးလိုက်မှာနောက်ထပ်အလှူတွေကိုလည်းလှုပ်ချင်တာဆိုပြီးတော့လေဖွင့်ဟထားပါတယ်။လူပြီးရင်လူချင်းနေဆိုတဲ့စကားကိုဖက်တီမကနားလေလာကဆက်လက်လူနဲ့နိုင်အောင်ကြိုးစားသွားတော့မှာပါ။ဖက်တီမကမဝေးခင်တည်းတမ်းများသည့်တုတ်ကိုလည်းရအောင်ရောင်းသွားအောင်ပါ။ နောက်ကျရင်လည်းခြေချအောင်လို့စိုက်လေးဖွင့်သွားဖို့လေးကြိုးစားနေရပါဖတီမာကကိုဝင်လာရှင်းတာနဲ့အများကံကောင်းမှုတွေကိုကျွန်းတွေ့လာရတဲ့အတွက်ကလိကံကောင်းတာလို့လည်းယူဆနေပါသည်ကလိကမွေးဖွားဖို့အတွက်လေသူ့ထုတ်သူပိုက်လာတာဆိုပြီးတော့ဘေးကသူတွေပြောဆိုနေကြတာပါကံကောင်းစေတဲ့ကလေးလေးကြောင့်ပဲဖတီမာတို့ရဲ့အကျွေးပက်လေဝိုင်းနေတဲ့ဘဝလေးကအဆင်ပြေလာခဲ့ကအသက်ရှူချောင်းလာခဲ့ရပါပြီဘိုက်ကြီးတစ်ဖက်နဲ့ရသမြအလူပေးနေတာကြောင့်စေနကက်တရံလက်ဆောင်ရရှိခဲ့တဲ့ဖတီမာပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်း ျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာအကောင်းနဲ့ဆယ်လီဒီနုပညာရှင်တွေဒီနေ့တို့ပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလီကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တမေ့ကြပါနဲ့အောင်ရှိန်။အားပေးနှဆိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလီကနေပြီးတော့ဆူတာမီတာစကားလေးပို့တာရင်းနေပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့နိုင်ကြဖို့အတွက်ကျမတို့ရဲ့ပေလီကိုလည်း like and follow လုပ်ခဲ့ပေးဖို့အတွက်မေ့ပါနဲ့အောင်ရှိန်။